ဘင်္ဂလားဒေ့ရှ်တံမှတ်ကြီးလည်းပြန်သွားပါပြီမြန်မာနိုင်ငံကတော့ပြန်မှုတောင်းဆိုရလည်းမရှိသလိုမျိုးတွန်းအားပေးရလည်းမရှိပါဘူးအဓိကကတော့ဘင်္ဂလားဒေ့ရှ်က AA နဲ့တိုက်ရိုက်ထိပ်တွေ့ဆက်ဆံမယ်ဆိုတဲ့အဆုံးဖြတ်ချက်တွေကြောင့်မြန်မာတပ်မတော်နဲ့အစိုးရကကန့်ကွက်ရတာဖြစ်ပါတယ်။ကုံသွယ်ရေးဆိုတဲ့နာမည်ထပ်လာလိအောင်မှာတခြားသောပံ့ပိုးမှုတွေမရှိလာနိုင်ဘူးလို့ပြောလို့မရဘူးပေါ့။လူငယ်တွေပြင်မောက်မတော်အောင်ပိတ်ဆို့တဲ့ခါကျတော့ဟောလက်လုံကုန်ပြီလေ။နော်လုံကုန်ပြီ။အဲ့တော့ကျွန်တော်ပြောချင်တာကအလုပ်တစ်ခုလုပ်တဲ့ခါမှာဘယ်ပေါင်းစုစဉ်းစားရလဲ။ အဲ့လိုစဉ်းစားတဲ့ခါမှာအုံတော့တအုံတော့နဲ့မရဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရထင်ပါဒီနေ့2025ရွမ်းလ6ရက်နေ့မနေ့ကအစီအစဉ်ဖြစ်ပါတယ်ဒီမနေ့ကမှာပထမဆုံးပြောရမယ့်သတင်းကတော့မမိုးချိုဟော ချိုထောင်ကိုလော့ကျန်တက်ဖြတ်တယ်ဟုဆိုက6နှစ်သမင်းအပါဝန်16ဦးကိုစစ်ကောင်စီကဖမ်းဆီးထားပါတယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့အမျိုးသားစစ်တောင်းဦးနဲ့6နှစ်အရွယ်ကလေးငယ်အပါဝန်အမျိုးသမီးတောင်းဦးစုစုပေါင်း16ဦးကိုဖမ်းဆီးထားကြောင်းစစ်ကောင်စီကထောက်ပြန်ခဲ့ပါခြင်းဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကိုအစ်စ်မပြည့်သေးတဲ့လူတွေကိုဖမ်းဆီးပြီးတော့အာတကြလူတွေကိုဆွဆွဲမှုနဲ့ဖမ်းဆီးတာကိုကျွန်တော်တို့မြင်တွေ့ရဖြစ်ပါတယ်ဒီအထက်မှာသူတို့တွေကအာပြောဆိုတာကတော့မိုးချူဟောင်း ချွတ်ထွက်အောင်ကိုလော့ကျန်တက်ဖြတ်ရာတွင်အသောပြုခဲ့တဲ့စစ်ပင်အားတောင်းပြီးယင်ယင်တစည်းပေါ်တွင် တင်းဆောင်သွားသည့်ကို တွေ့ရှိကြောင်းတရင်ပေးမှုအရတဲ့ဆုံဆန်းဖို့ထအဖို့ထရာမေလ23ရက်နေ့တွင်တောင်းပြီးယင်မုံကိုအဆိုပါစစ်ပင်နဲ့အတူမြို့ကလာပတ်မြို့နေတွင်ဖမ်းမိခဲ့ကြောင်းစစ်ကောင်စီကဆိုပါတယ်ဒီလိုမျိုးကိုဆွဆွေးတာတရားက ။ zombie ကိုမှတင်နေလို့ဆိုပြီးတော့ဆွဆွေးတာ။ဒီကတူနေတာလည်းဖြစ်နေတယ်။ဒီ zombie နဲ့တူနေတာလည်းဖြစ်ရင်ဖြစ်နေတယ်။ဒီလိုမျိုးကိုဆွဆွေးပြီးတော့ဖန်ဆင်းခဲ့တာ။နှုတ်တော့မှာမေလ25ရက်နေ့အတွက်ဘုံမှုချွတ်ဟောင်းချွတ်ထွက်အောင်အားလွတ်ကြံတက်ဖြတ်သူဟုဆိုသည့်အသက်28နှစ်အရွယ်ကိုမျိုးကိုကိုခစန်းကိုကိုခရင်မင်းထက်ခအာ လင်းလက်ယုံအသက်23နှစ်အရွယ်၎င်း၏ယနေ့မှပြောင်းပြောင်းနဲ့အသက်6နှစ်အရွယ်တမင်းဖြစ်သူမလင်းလက်ဆွေတို့ကိုညွန်ဦးမြော့နေတွင်ဖမ်းဆီးခဲ့ကြောင်းစစ်ကောင်စီကပြန်ထားပါတယ်။အဲ့ဒါအပြင်ကိုမျိုးကိုကိုဒီ2023ခုနှစ်အတွင်းတည်ဆောင်းခဲ့တဲ့ဥပဒေအတန်ပင်ခန်းဦးမင်းတရားညွတ်တင်အမျိုးသားဒီမိုကရေစီပါတီတည်ဥက္ကဋ္ဌဦးတန်းထွန်းတို့လွတ်ကျန်တက်ဖြတ်ခံရသည့်ဖြစ်စဉ်တွင်လည်းပါဝင်ကြောင်းစစ်ကောင်စီကဆွဆွေးထားပါတယ်။ဒီလိုမျိုးဆွဆွေးချက်နဲ့စစ်ကောင်စီက မိသားစုတစ်ခုလုံးကိုအသက်မပြအရွယ်မပြည့်သေးတဲ့6နှစ်အရွယ်သမီးလေးကိုပါဖမ်းဆီးနေပါတယ်။ဖြစ်စဉ်ကိုတကယ်ကြည့်မယ်ဆိုလို့ရှိရင်ပြင်းနေတဲ့လူတွေကအမျိုးသား2ဦးဖမ်းမိတာကအမျိုးသား2ဦးကိုပြင်မှတ်ထားပြီးတော့ဖမ်းမိတယ်။တခြားလူတွေကတော့16ဦးထိပ်ကတော့ကြံရပါလို့သူတို့တွေကဆွဆွေးထားတယ်ပေါ့နော်။ဆိုတော့ဒီထဲမှာတကယ်တက်ဖြတ်နေတဲ့သူကတော့အာကိုမျိုးကိုကူလို့သူတို့တွေကအဓိကထားပြီးတော့ကိုပြက်နေတာတွေ့ရပါတယ်။ကျွန်တော်တို့တော်လိုင်းတက်ဖို့တွေတကယ်လောက်နေတဲ့သူတွေထက်ကနဲ့အာ တကယ်ကိုလည်းတရင်တွေဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ငင်းဆိုတာမျိုးပြန်ပြီးတော့အာဝန်ခံတာမျိုးလေးမတွေ့ရသေးဘူး။ဒီဟာကမနေ့ကကထွက်လာတဲ့ဟာပေါ့နော်။စက်ကောင်စီကဖမ်းမိလာပါတယ်။ဆိုပြီးတော့ထွက်လာတယ်။ဒါကကြည့်မယ်ဆိုလို့ရှိရင်ဟိုတနေ့ကသူတို့တကယ်လုံနေတဲ့အာအထင်ကြီးဖြစ်တယ်ဖုံးကြီးကိုတက်ဖြတ်နေတယ်သူတို့အဘျူဆိုတီသူ့ရဲ့လက်အောက်ခံစစ်တပ်တွေကပြစ်ခတ်မှုကြောင့်တည်ဆောင်းနေတာတောင်မှအာသူတို့တွေမဟုတ်ပါဘူး PDF တွေပါဆိုပြီးတော့အာကလင်ကကြည်နိုင်ငံတော်အဆင့်ရှိတဲ့ ပရိမီဒီယာကလည်းလင်လင်မှုတွေလောက်ဆောင်ခဲ့တယ်အတင်ဆက်မှုတွေလောက်ဆောင်ခဲ့တယ်ဒီဟာကတကယ်မဟုတ်ပါဘူးဆိုပြီးတော့အာကာသမကိုလည်းဝန်ခံခန့်တဲ့မျိုးကိုလောက်ဆောင်ခဲ့တဲ့သူတွေကိုအခုချိန်မှာဖမ်းမိထားပြီဆိုပြီးတော့မင်းသားစုတွေကိုပါကလေးငယ်အတင်းအပြည့်တဲ့အွေမရောက်သေးတဲ့ကလေးငယ်ကိုပါဖမ်းဆီးတာကတော့ကျွန်တော်တို့လောက်မကိုရုံးလို့မရသေးပါဘူးဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်ဒါကတော့တကယ်လေးမဖြစ်နိုင်ပါဘူးဘာလို့လဲဆိုလို့ရှိရင်ဒီကလေးငယ်ကတော့လောက်မကိုအာမင်းသားစုတွေဖြစ်ရင်တော့မဖမ်းဆီးဖို့အတွက်မသိတဲ့အခြေအနေဖြစ်ပါတယ် ဒါကတော့အာတခုပေါ့နော်နောက်ထပ် train 2တခုတင်ဆက်ပေးချင်တာကတော့ဆက်အနာတင်ထားသောစစ်ကောင်စီနဲ့မြန်မာနိုင်ငံကို LO Argo 33အရာပြင်းထန်သောဒဏ်ခတ်ပေးစော့အရေးယူရန်အပီပီဇန်ယာအလောသမအဖွဲ့ချုပ်ညီလာခံကအတီးပြုတ်ဆုံးဖြတ်ခဲ့ပါတယ်ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ဒီထက်မှာညီလာခံတက်နေတဲ့သူတဦးပြောပြတာကတော့ LLO ဥပဒေပုံမှာ33နယ်စစ်ကောင်စီကိုအရေးယူဖို့ဆောင်းဖြတ်လိုက်ပါပြီ။ဒါကတော့မေခွေးဆရာမလို့ပဲနဲ့အတီးပြုတ်လိုက်ပြီးဖြစ်ပါတယ်။စစ်ကောင်စီကိုအရေးယူမှုဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးလာမယ်။ဥရောပသမဂအပါအဝံတကဘာလုံးကဒဏ်ခတ်ပိတ်ဆို့မှုတွေလာမှာဖြစ်ပါတယ်။ငင်လာခမ်းမှာရုရှားကုစလေကုစလေကကျွန်တော်တို့ကုစလေဦးမမောင် မင်းခွန်ပြောတဲ့အချင်းအမျိုးသားငင်ရဲ့အဆိုရဲ့ NUG တက်ဆက်တွေနဲ့ညီလာခံမှာမင်းခွန်ပြောလို့ရွရွရှေရှာလောထလို့သေးတယ်။နောက်ပြီးတော့စစ်ကောင်စီဖက်က UN FCCI ကူစလေဒိုခန်းခန်းຫນွေတို့လည်းလာတက်တယ်။ပထမတော့ရုရှားတို့ဗေလာရှိတို့ကကန့်ကွက်မလို့လုပ်ပေမဲ့လေနောက်ဆုံးမှာတော့မေးခွေးစရာမလိုပဲနဲ့အေးအေးယူဖို့ဆုံးဖြတ်သွားတယ်ဟုညီလာခံတက်ရောက်နေသည့် အိုးဝေမိုးတံကဆိုပါတယ်ဒီလိုမျိုးကိုအာကျွန်တော်တို့တူလိုင်းတစ်ဖို့တစ်ဖက်ကနေပြင်ပြီးတော့အနံအနံပန်းရခဲ့အောင်နော်ဒီလိုမျိုးကိုပြင်ပြီးတော့ကန်းကွဲဖို့အာရုရှားဖက်ကလောက်နေမဲ့လေလောင်းဘောကကိုယ်ဆက်မလို့ပဲနေဒီလိုမျိုးကိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒီထက်မှာအဓိကကတော့လူငယ်များနဲ့အလုံးသမားများကိုစစ်မှုထမ်းဥပဒေဖြန့်အတင်းအဓမ္မကိုစစ်ထဲတွတ်တွန်းပြီးတော့အလုံးသမားအခွင့်အရေးနဲ့လူအခွင့်အရေးချို့ဖို့နေသောမြန်မာစစ်ကောင်စီကို အဓိကအာသူတို့တွေကဒန်ခတ်ပိတ်ဆို့မှုတွေလောက်ဆောင်နေရဖြစ်ပါတယ်ဒီထက်မှာကျွန်တော်တို့ဘာတွေကိုအဓိကရည်ရွယ်ချက်အာဒန်ခတ်ပိတ်ဆို့တာလဲစစ်ကောင်စီအတွက်ဘယ်လိုထိများထိရောက်မှုရှိမလဲဘယ်လိုထိများတည်ရောက်မှုစစ်ကောင်စီပိုတည်ရောက်မှုရှိမလဲဆိုတာကိုတော့ဆုံးကြည့်အောင်မှာဖြစ်ပါတယ်တရားကခုမှအာဆတ်ပြီးတော့အာပိတ်ဆို့ဒန်ခတ်ပိတ်ဆို့မှုတွေလောက်ခဲ့ရဖြစ်ပါတယ်တခြားနိုင်ငံကရော တကဘာလုံးကရောစစ်ကောင်စီကကောင်းလို့ကိုပိတ်ဆို့မှုတွေဖြစ်လာမလားကျွန်တော်တို့ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဒါကတော့နော်တခုပေါ့ဆိုတော့ဒီထက်မှာစစ်ကောင်စီကိုအာထုတ်ပတ်နေတဲ့တရုတ်နဲ့ရုရှားကရှိနေတဲ့အတွက်ကြောင့်တခြားနေရာအခုဆိုလို့ရှိရင်ကောင်းလို့နင်းပါကတော့ပိတ်ဆို့မှုတွေလောဆောင်ခဲ့တယ်ဒီလိုမျိုးကိုဘလူးတွေဆက်ပြီးတော့ဖြစ်လာနိုင်မလဲဆိုတာကိုဆောင်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းကပကိုတန်မင်းလာမြို့နယ်တရက်တပင်ယွာအထက်တန်းကျောင်းနိုင်နန်စီဒီယန်ကာယဆရာအောင်ကိုလန်စုကကျောင်းသားကျောင်းသူများကိုအခြေခံစစ်ပညာဆရာကာယလက်ကျင့်ခန်းများတင် ကြားနေကြောင်းဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဤထက်မှာဖြစ်စဉ်သတင်းကအဆိုပါကာယဆရာအောင်ကူလန်စုဒီကာယတင်ကြားနေခြင်းတွင်လည်းအရက်တော့တောင်းချင်းမွေစေတုံးဆွေးကြီးများလဲလော့ဆောင်ထားပြီးအကျန်းဖက်စစ်တပ်မှအရာရှိများနဲ့လဲအမျိုးတော်ဆက်သူတူဖြစ်သောကြောင့်ចောင်းအိုကြီးမှပြောဆို ဖန်တာရေးချင်းမရှိကြောင်းသိရှိရပါတယ်။အခုနှစ်ကနေစားပြီးတော့မင်းလာမြော့နယ်တရက်တပြင်းယွာအထက်တန်းကျောင်းမှာလဲကာယဆရာအောင်ကူလွန်စုကကလေးတွေကို အခြေခံစစ်ပညာဆန်ရာကာယလက်ကျင်ခန်းတွေပါ သင်ကြားနေတာနှုတ်ပြီးတော့ကလေးတွေကိုမိုးရိပ်ထဲမှာပြစ်ဆိုပြီးတော့အကြာကြီးရက်ခန့်တာတွေဖြစ်ပါ လုံနေတာတတိတတိရက်ရတာကြာတာတော့လုံတဲ့ကလေးတွေကိုလည်း မမေ့မနာခံဘူးဆိုပြီးတော့ဈေးဆိုရက်နိုင်တာတွေလည်းလောက်တယ်လို့သိရှိရပါတယ်။လက်ကျင်ခန်းတွေလည်းပြင်းပြင်းထထန်ခန်းပြီးတော့မားသွားရင်အချင်းချင်းကိုပြန်လှုပ်ခန်းနေဟုဒေတာတွန်းတရင်ရင်မင်ကပြောဆိုပါတယ်။ဒါကတော့စက်ကောင်စီနဲ့လည်းနင်းဆက်သူဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးကိုလော့ဆောင်ခန်းတာကတစ်ခါတည်းနဲ့စစ်တမ်းကပြီးတာနဲ့တစ်ခါတည်းနဲ့စစ်တပ်ထိပ်ကိုပေါ့ချင်တာနဲ့တူပါတယ်။ ီကောင်ကဆိုတော့ဒီဟာကအရာရှိပန်းတွေနဲ့မျိုးတိုတော့တတော်သူကတော့ login တလို့လုပ်နေတယ်လို့သိရပါတယ်ဆိုတော့ဒီထက်မှာ comment မှာတွေ့နေရတာဒီကောင်ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ comment မှာတွေ့နေရတာဒီလိုမျိုးလုပ်ရတာကတော့သူကလည်းအမြန်အနားယူချင်မင်းတူပါလေဆိုပြီးတော့အာရေးသားမှုတွေတွေ့နေရပါဒီလိုမျိုးကိုစက်ကောင်စီလက်အောက်ခံက အာ နန်စီတန်တွေကလူဘဝမှုတွေကလေးတွေစီမှာဘလူတွေအာလူဘဝနာတယ်အာဒီလိုမျိုးကိုစကလေးတွေကိုတခါနဲ့စစ်ပညာသင်ပြီးတော့အာစစ်တက်ခန်းတာမျိုးကိုအာလော့ဆောင်လာနေတယ်ဆိုတော့ကိုကျွန်တော်မင်တွေ့ရဖြစ်ပါတယ်ဒီဟာကတော့အာတတော်လေးကိုစိုးရင်ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဖြစ်စဉ်တရင်ကတော့ကျွန်တော်တို့ဖြစ်ခဲ့တဲ့ထိတုတက်ပွေးတွေမှာစစ်ကောင်စီနဲ့စစ်မှုထမ်းဥပဒေနဲ့ခေါ်လာတဲ့ပေါ်တာဆွေးလာတဲ့လူငယ်တွေများတယ်ပေါ့ ပြည်ဒီလူငယ်တွေအနေနဲ့ရတဲ့နေ့နဲ့ကျွန်တော်တို့ပြည်သူရင်ခွန်ဖက်ကိုဒါမှမဟုတ်ပြည်သူကကိုရဲတက်မလို့ PDF အဖွဲ့စည်းတွေဖက်ကိုပဲဖြစ်ဖြစ်ထွက်ပြေးတာတွေကျွန်တော်တို့အပွဲနဲ့ဖြစ်တဲ့အခါမှာလက်နဲ့လက်နဲ့ချတာတွေဗာမျိုးတွေလောက်ဖို့ကျွန်တော်တို့ဖက်ကတက်တွန်းလိုပါတယ်ဟုနရိုးကြီး PDF မှာတာဝန်ရှိသူတို့ကပြောဆိုပါဒီဟာကတော့ဆိုတော့ဒီလိုမျိုးကိုတော်လိုင်းတက်ဖို့တွေကတောင်းဆိုမှုတွေဒီလိုမျိုးကိုမေတ္တာရက်ခံမှုတွေကိုပြောဆိုနေတာဖြစ်ပါတယ် နောက်ထပ်သတင်းကတိုလန်ရဲ့တပ်ဖွဲ့တွေကိုကြောက်နေတာအပြင်သွေးသက်စာသချင်းကိုပါကြောက်နေရတဲ့စတန်ဒတ်အာမင်ကြီးရဲ့အခြေအနေကိုတင်ဆက်ပေးပါမယ်။ဒါကတော့စကန်တန်ကမ်ပလူမြို့ပေါ်တွင်သွေးသက်စာသချင်းဆိုမင်းဒီအထက်ကတိကျောင်းအုပ်စရာအပါဝန်တောင်းဦးဖန်းစည်းခံထားရကြောင်းကျွမ်းလာကမ်ပလူတက်ကြွလောရှားသူများအဖွဲ့ကမ်ပလူခရံမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဒါကတော့လာဖန်းသူတွေကဆက်ခနဲ့မြူလို့တော့ပြောပါတယ်။ အခုထိမလွတ်သေးပါဘူးဟုကျွမ်းလာကဲမလူတက်ကြလော်ရှားသူအဖွဲ့ကဲမလူတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီဟာကတော့ဒီအဖွဲ့ကဝသဝအိုးဆောင်တဲ့ဘီဆိုတီတွေနဲ့တူပါတယ်။ရောက်ကမလူမှာဆိုတော့ဝသဝအိုးဆောင်တဲ့ဘီဆိုတီတွေကပဲအာကြီးစိုးနေတာဖြစ်ပါတယ်။ချစ်စင်ကဖန်ဆီးခံရတဲ့တောင်းဦးဒီမေလ22ရက်နေ့ညနေတွင် KTV နဲ့ VR ဆန်မအပြန်စံကေစီရင်မြော့ပေါ်လမ်းတလျှောက်သွေးသစ္စာတချင်းအိုးဆူခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီ net ကမင်းလန်းပုံနေတဲ့လူတွေအကောင်တိကျအထူးအဆန်းဖြစ်လို့တောင်ကြည့်ကြတယ်ပြီးတော့သူတို့နေတဲ့ကျောင်းမှာလည်းအဆောအဆောင် view တွေရှိတယ်လေအဲ့ဒီ net ကကျောင်းမှာခံဝန်ထူးခန်းတယ်လို့ပြောတာပဲ ချစ်ချင်းမဖမ်းဘူးမေလ29ရက်နေ့ကမှနိုင်ငံတော်အကြီးအကျယ်ပြတ်စေမှုဆိုပြီးအထက်ကတိကျောင်းဝန်းထဲမှာ လာဖမ်းသွားတာဟုဒေသပြည်သူအများကပြောဆိုပါတယ်ဒီလိုမျိုးကိုစစ်ကောင်စီကကြောက်နေပြီကျွန်တော်တို့လိုင်းတဖို့တွေကိုကြောက်နေတာအပြင်ဒီသွေးသက်စာသချင်းကိုပါအဲ့လောက်ထိကြောက်နေပြီဒီဟာကတော့စစ်ကောင်စီလက်အောက်ခံမှာလုံနေတဲ့သူတွေတော့မှသွေးသက်စာကိုအရန်ကိုကြက်နေတဲ့နေပြီးတော့စစ်ကောင်စီကတော့အရန်ကိုကြောက်နေတဲ့သချင်းတပုတ်ဖြစ်နေပါတယ်ဒါကတော့စစ်ကောင်စီရဲ့ဘဝမလောင်ချောင်မှုတွေ ကိုဟောပြနေတာဖြစ်ပါတယ်။နောက်တစ်ခုသတင်းကိုပြင်ပြီးတော့ကြည့်အောင်ပါ။နောက်တစ်ခုကတော့စစ်ကောင်စီကပြည့်ရက်ကြီးညာထားတော့လေ။နောင်ချူမြော့နယ်ကိုအဆက်မပြတ်ကိုထိုးစစ်ဆင်နေတဲ့ပြက်စစ်ရဲတင်းမာနေပါတယ်။ DLA ကပြောဆိုပါတယ်တရုတ်နိုင်ငံကလည်းအာ DLA ကိုဖိအားပေးမှုတွေကိုအကြီးကြီးကိုပြင်းထန်ကိုဖိအားပေးမှုတွေလှုပ်ဆောင်နေလို့ DLA ပြောရဲဆိုခွင့်ရှိသူအာနွေလေဦးကပြောဆိုပါတယ်။ညာကတော့အခုအခြေအနေဖြစ်ပါတယ်။ ဆိုတော့အဲ့ဒီနောက်မှာနောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူငယ်တွေပြပထုတ်ခွာမှုနဲ့ပတ်သက်ပြီးတော့အာသူရဘမင်းအွန်လိုင်းကိုအသောမကျမှုတွေပြောလာတဲ့ရုတ်တဖန်တစ်ခုကိုကျွန်တော်နဲ့တူကြည့်အောင်ပါလူကြီးနိုင်ငံတော်ကြီးကဲတွေပြောတယ်နိုင်ငံတော်ကြီးကဲဒီမှာထွက်တာဒီမှာလောအရှုံရှုံနေဆိုပြီးတော့ပြောတာတွေ့ရအဲ့တော့ဒါကလူငယ်တဲ့7နှစ်လောက်ကနေကတကြီးကြီးနဲ့ထွက်နေတာလေอืมသူကိုကအဲ့ထွက်တာဟုတ် ကျွန်တော်တို့ကမထွက်ချင်အောင်ဒီဘက်မှာကိုကလုပ်ငန်းကိုင်ငံအခွင့်အရေးနေပြီးဖန်တီးပြရမယ်အဲ့ဒါကိုထွက်ဆန်းကွာဒီကောင်းနေမရှိလေအီးဒီဆိုပြီးတော့လှုပ်တော့အဲ့ဒီကောင်းနေကကိုကြီးပြန်မလာတဲ့ပြင်ရန်သူပဲရောက်သွားနေနေနော်ဒါတို့လည်းမတွေးတတ်ဘူးဟွန်းမတွေးတတ်ဘူးဟိုသူတို့ဒီဘလူးစီးရေးပြူကတော့ကျွန်တော်လည်းနားမနေဘူးနော်အဲ့တော့ဒီလူငယ်တွေရှုံရှုံတာလူငယ်တွေဒီ ဒီဤတွင်းမှာမရှိတာအခုဘာကိုသွားထိခိုက်တော့ဆိုတော့ဒီစိုက်ပျိုးရေးမှာအများကြီးထိခိုက်တယ်နော်။ကောင်မလေးတွေလည်းမရှိဘူး။ကောင်ခေါင်လေးတွေလည်းမရှိဘူး။အကုန်လုံးဟိုဘက်ရောက်ပြီးတော့ဟိုဘက်မှာလည်းဘဝကကောင်းတယ်လားဆိုရင်ဘဝကောင်းတဲ့လူရှိတယ်။ကောင်းမသွားတဲ့လူရှိတယ်။တချို့လေ KTV တွေရောက်တယ်တချို့လေကြပန်းအလုပ်တွေလုပ်နေကြအဲ့တော့ဒါတွေကဘာလို့ကိုယ့်ရဲ့နိုင်ငံသားတွေလေကို့မှာတာဝန်ရှိတာပေါ့ကို့မှာတာဝန်ကြီးတာပေါ့ကို့မှာတာဝန်ယူရမှာပေါ့ကို့မှာတာဝန်ခံရမှာပေါ့အဲ့လိုမျိုးပဲနဲ့ ပြစ်ထားလွတ်ထားခုကြမှာလူငယ်တွေပြမဟုတ်မတော်အောင်ပိတ်ဆို့တဲ့ခါကျတော့ဟောလက်လုံကုန်ပြီလေနော်လုံကုန်ပြီအဲ့တော့ကျွန်တော်ပြောချင်တာကအလုပ်တစ်ခုလုပ်တဲ့ခါမှာဘယ်ပေါင်းစုစဉ်းစားရလဲအဲ့လိုစဉ်းစားတဲ့ခါမှာအုံတော့တုံးတော့နဲ့မရဘူးအင်းဒီဘက်ကဘလူစဉ်းစားတယ်ဒီဘက်ကဘလူစဉ်းစားမယ်ဟိုဘက်ကဘလူစဉ်းစားမယ်ဒီဘက်ကဘလူစဉ်းစားမယ်အဲ့ဒီပုံမှန်မှာအကောင်းဆုံးเนาะဟိုက ဆိုးကျိုးမှုနေဆုံးတဲ့အကောင်အကောင်ကျိုးအများဆုံးရနိုင်တဲ့နီးလန်းကိုရှာရတယ်အဲ့လိုချမှတ်တယ်အဲ့လိုမျိုးပဲနဲ့တခါလဲလူငယ်တွေကိုပိတ်လိုက်တဲ့ခါကျတော့စိမှုတန်းဥပဒေလေးထုတ်လိုက်တယ်ပိတ်လဲပိတ်တော့ဘယ်ရောက်ကုန်လို့ဆိုတော့ဘယ်ရောက်ကုန်တာပေါ့ပြီးတော့နိုင်ငံခြားပဲအောက်လိုင်းနေတော့ကုန်တော့အဲ့တော့ငွေကြီးလေဆုံဆုံနော်မှန်တယ်ငွေကြီးကြီးလေဝင်ငွေတွေလည်းမရဘူးပြီးတော့လဲအောက်လိုင်းဘက်ကသွားတဲ့အတွက်သူတို့ဘဝတွေကတဖြည်းဖြည်းနဲ့ဒီ အမောင်ဘက်ကိုရောက်သွားမှာပဲနော်အဲ့တော့ဟိုကျွန်တော်တို့လူကြီးတွေဆိုတာကဟိုစဉ်းစားတွေးခေါ်ပြီးတော့လုံးလုံးကိုလိုတယ်နော်ပြောတိုင်းလုံးလုံးမရဘူးနော်တေချာလေးလာဆန်းစစ်ပြီးမှတေချာ viewer နီး viewer တေချာချမှတ်ပြီးတော့လုတ်ဖို့လိုတယ်နော်အဲ့လိုမျိုးပဲနဲ့လုတ်လေပြဲလေအဲတခါတည်းလုတ်လေမြုပ်လေလုတ်လေမြုပ်လေဆိုရင်အဲ့ဒါတမ်းမိတွေ့နာတယ်နော်အဲ့ဒါကြောင့်မို့ဟို ပြန်လေးပြီးတော့စဉ်းစားသုံးသပ်ဖို့လိုတယ်လို့လူငယ်နဲ့ပတ်သက်လို့လူငယ်ဆိုအနာဂတ်ရဲ့အနာဂတ်နိုင်ငံရဲ့အင်အားပဲအဲ့လိုထီမရတွေးတဲ့ရင်မင်းအဘအာနာမသိမ့်ပါဘူးနော်အဲ့လိုထီမရတွေးတဲ့ရင်မင်းအဘမင်းအောင်လည်းအာနာမသိမ့်ပါဘူးအဲ့လိုထီမရအာလူသားချင်းစာနာမှုသူအာလူတွေကိုတနာတက်ရင်နိုင်ငံအတွက်ရှင်းစားတယ်ဆိုလို့ရှိရင်ပြည်သူတွေကိုချစ်တယ်ဆိုလို့ရှိရင်အာနာမသိမ့်ပါဘူးနော် ဒါကအဖြေကရှင်းရှင်းလေးနော်မင်းတို့ဟိုဖက်မင်းအပါမင်းတို့အပါကိုဟိုဖက်ဒီဖက်သွားပြီးတော့တွေးခမ်းမနေနဲ့မင်းတို့အပါတွေးတတ်ရင်တော့ဒီနိုင်ငံကအခုလိုဖြစ်เสียအကြောင်းကိုမရှိတာနောက်တစ်ခုဗီဒီယိုပြင်ပြီးတော့ကြည့်အောင်ပါဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ပြည်နယ်အာစစ်ကောင်စီနဲ့အခြေအနေပေါ့နော်ကျွန်တော်တစ်ချက်လောက်ကြည့်အောင်ဟိုဖက်ရက်ကပြောနေတဲ့ဗီဒီယိုဖိုင်လက်ရှိမြန်မာနိုင်ငံသားတွေတိတ်ပိတ္တိမထားမိတဲ့ကိစ္စကမြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာတော်တော်လေးဆက်ဆိုင်တင်းမာတဲ့အခြေအနေရောက်ရှိနေတာဖြစ်ပါတယ်အင်းဘင်္ဂလားဒေ့ရှ်တမ်မတ်ကြီးလည်းပြန်တော့ပါပြီ မြန်မာနိုင်ငံကတော့ပြန်မှုတောင်းဆိုရလည်းမရှိသလိုမျိုးတွန်းအားပေးရလည်းမရှိပါဘူးအဓိကကတော့ဘင်္ဂလားဒေ့ရှ်က AA နဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံမယ်ဆိုတဲ့အဆုံးဖြတ်ချက်တွေကြောင့်မြန်မာတပ်မတော်နဲ့အစိုးရကကန့်ကွက်ရတာဖြစ်ပါတယ်ဒါကတော့တပ်မတော်တရက်အနေနဲ့အစိုးရတရက်အနေနဲ့မလွဲမသွေကန့်ကွက်ရမှာဖြစ်ပါတယ် AA ကတော့သူထိန်းချုပ်လွှမ်းမိုးထားတဲ့နေပြည်တော်မှာကုန်စည်တုံးအစမတန်ကြီးမြင့်မှုတွေအစာအိမ်စာရှားပါးမှုတွေအဲစီဝါမလုံလောက်မှုတွေကိုကာမိတ်စီဖို့တော့မလွဲမသွေဘင်္ဂလားဒေ့ရှ်ကိုအားကိုးရမှာဖြစ်ပါတယ်အဲဘင်္ဂလားဒေ့ရှ်နေနေရ AA ကိုရမ်းချစ်လို့လုံးတော့မဟုတ်ပါဘူး cases ပေါ့နော်မြန်မာနိုင်ငံကိုသူက လူမျိုးရေးအရာနိုင်ငံရေးအရာတိုက်ခိုက်လို့တဲ့ဆန္ဒရှိတာဆိုတော့အလုံးတည်ပြီးသားဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာမြန်မာနိုင်ငံကလည်းပြည်ပထောက်ခံမှုဟာကြဆင်းနေတဲ့အခြေအနေမှာခွင့်ကောင်းယူတဲ့သဘောပေါ့နော်သူက AA ကိုသူကကုံသွဲရေးဆိုတဲ့နာမည်ထက်လာလေးအောင်မှာတခြားသောပံ့ပိုးမှုတွေမရှိလာနိုင်ဘူးလို့ပြောလို့မရဘူးပေါ့သူကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုနိုင်ကလည်းအဲ1985ပတ်ချာလဲမှာသူကပါကစ္စတန်စီကနေပြီးတော့လွတ်လပ်ရေးရယူခဲ့တာပေါ့နော် ပထမဆုံးကတော့ East Pakistan, West Pakistan ဆိုပြီးအရှေ့ပါကစ္စတန်နောက်ပါကစ္စတန်အနေနဲ့ရှိခဲ့တာပေါ့ဂျာရက်မှာအိန္ဒိယနိုင်ငံခြားနာနေတယ်ကြည့်ဆိုတော့ဒီဟာကတော့တသက်ပေါ့ဗျာနော်ဆိုတော့ဒီထက်မှပြောပြချင်တာကတော့ဘလော့ထီများကြောက်နေတယ်အာရခတော့အေနဲ့ဘင်္ဂလားဒေ့ရှ်ကအခုချိန်မှာ စစ်ဆန်ရေးကောင်းနေကောင်းနေတော့အာဘင်္ဂလားဒေ့ရှ်က အေးကိုဘာတခုမှထောက်ပံ့မှုရှိပြနေဒီတန်းပဲကြည်နေမလားကြည်မနေနိုင်ပါဘူးဆိုတော့ဒီလိုမျိုးကိုထောက်ပံ့လာပြီဆိုလို့ရှိရင်တခုခုပြကူးကင်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ပြဿနာဖြစ်ပါတယ်ဆိုပြီးပြောနေတာဆိုတော့နောက်တစ်ချက်ကအဆက်မှပြောသွားတာမြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်ကဘောနော်အာဒီပြန်သွားတယ်ဗောနော်ဘင်္ဂလားမြန်မာနိုင်ငံမှာရှိနေတဲ့အာတန်မဟုတ်ဗောနော်အာဘင်္ဂလားဒေ့ရှ်ကိုပြန်သွားတယ်လို့သိရတယ်ဗောဒီလိုမျိုးအခြေအနေမျိုးကလောက်မုတ်ကိုချိုးလို့ရရှိလို့ရှိရင်တတော်အာဒီ ဆုံးပါတွေရင့်နေတဲ့သူတွေဆိုလို့ရှိရင်အာဒီလိုမျိုးကတော့လောင်းဝကုန်ဖြစ်သိမ့်တဲ့ဟာလို့ကျွန်တော်ရေးတဲ့ဟာတွေကျွန်တော်တို့မင်းတွေးရတာဖြစ်ပါတယ်ဒီထက်မှာစော်ဖက်ရက်ကွက်တချို့မေးဘိုးမတွေဖက်ကပြောနေတာကတော့သူကတော့ပြန်သွားတာမဟုတ်ပါဘူးเนาะခဏအာဘင်္ဂလားဒေ့ရှ်ကခိုတာပါဆိုပြီးတော့အာပြောနေကြတာဒါကတော့မဟုတ်ပါဘူးဒီဟာအမှန်ဆိုလို့ရှိရင်သူတို့ရေးဆစ်ဆန်မှုကအခုစစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်ရေးဆစ်ဆန်ရေးကမကောင်းတော့ဘူးမကောင်းတဲ့အတွက်ကြောင့်ဘင်္ဂလားဒေ့ရှ်ကအတန်းမှာပြန်သွားတယ်လို့သိရပါတယ် ဒါကတော့ဘင်္ဂလားဒေ့ရှ်နဲ့စစ်ကောင်စီအာခတူအေးနဲ့ဆစ်ဆန်ကြီးကိုနော်အပြင်ပြီးတော့သိစေချင်လို့ဆိုဖိတ်ရက်ကွက်ကဘုံမာရီပြောတဲ့ဟာကိုပြင်ပြီးတော့နားထောင်ရတာဖြစ်ပါတယ်ကျွန်တော်ဖိတ်ကပြောတယ်ဆိုလို့ရှိရင်ဒီဟာကတော့တက်တက်ဝါရဖြန့်တယ်လို့ဖြစ်မှာဆိုလို့နော်ဝါရဖြန့်တယ်ဒီကောင်တွေကိုနန်ချင်လို့ပါဒီလိုမျိုးပြောနေကြတာဆိုပြီးတော့ပြောနေမှာဆိုလို့ဒီကောင်တွေပြောနေတဲ့ဟာကိုဒီနေ့မှာအတွမ်းကျကျဖြစ်နေတဲ့ဟာကိုပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ခုပြင်ပြီးတော့ကြည့်အောင်ပါငယ်တော့ကကျွန်တော်အဲ့လောက်ဒီနိုင်ငံရေး ေးဆိုတဲ့ဟာတွေနောက်ဒီဆက်အနာရှင်ရဲ့အခုလုတ်ရက်တွေကိုမျက်မြင်ကိုယ်တွေ့ခဲ့တာနဲတယ်ပေါ့နော်သို့တော်လည်းအရာဝီတိုင်းကတကယ်တမ်းကျတော့ဒလန်တိုင်းမဟုတ်ဘူးအရာဝီတိုင်းကဘာဖြစ်နေလဲဆိုတော့အဲဂျိုးသားဂျိုးသားအရာဝီသားဆိုတဲ့ပုံစံနဲ့အညီပဲဖွံ့ဖြိုးမှုနောက်ကျတယ်ဖွံ့ဖြိုးမှုနောက်ကျတယ်အဲကြီးလက်တီများအများစုဖြစ်တယ်ကြီးလက်မျိုးမျိုးနဲ့တစ်ခုမှအများဆုံးကကြီးလက်ဖြစ်တာပေါ့နော်ရက်ွက်အဲ့နဲ့ကြည့်လိုက်ခဲ့အချိုးကပြန်ကြည့်မယ်ဆိုလို့ချင်းရက်ွက်ဆိုတာဟိုပြောမယ်ဆိုရင်900ခန့်တော့ရှိမှာမဟုတ်ဘူး ကျင်းတဲ့ဒေသဖြစ်တဲ့ဖွံ့ဖြိုးမှုနည်းတယ်အဲ့တော့အရာဝီတိုင်းသားအခင်းဆက်ဆက်မှာဆက်နေချင်းရဲ့တော့ဖိနှိပ်ခံဖြစ်ခဲ့တယ်ဒါကျွန်တော်မြေပြင်အမှန်တရားဖြစ်တာပေါ့နော်အဲ့တော့အော်ဒီမတရားလေသိမ်းရသိမ်းကိစ္စတွေဒါကျွန်တော်ငငယ်တော့ကလည်းကျွန်တော်အများကြီးကြုံခဲ့ပြီးတယ်အဲဒါရင်လည်းကျွန်တော်ခံခဲ့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကလစ်စတာဆူဆောင်းတဲ့ကိစ္စတွေနောက်လူခွင့်ချိုးဖောက်မှုတွေအရာဝီတိုင်းကအဆိုးဆုံးကြုံခဲ့ရတယ်တခြားအီးရဒီတိုင်းသားလူမျိုးစုတွေနေတဲ့ဒေသလိုပဲအရာဝီတိုင်းကတိုင်းဆိုပေမဲ့အများအားဖြင့်ခံဘဝနဲ့ပြတ်တန့်ခဲ့တဲ့အတိုင်းဖြစ်တယ် ကျွန်တော်ကတော့စစ်ကောင်စီကပေါ်တာတွေဆွဲတယ်အဲပြီးလို့ရှိရင်စစ်သားစုဆောင်ရေးလုပ်တယ်မြန်မာတိုင်းနိုင်ငံလုံးအဲဘယ်မှာအများဆုံးဖြစ်လဲဆိုတော့ဒီဟာကိုတိုင်းအောင်မလုပ်ဘူးတော့အခုနောက်ပိုင်းအဲဒါသူတို့မနစ်ကနေစလိုက်တဲ့ဒီဒီဒီဟာပေါ့နော်အာအကြမ်းဖက်ပြီးတော့ဒီမတရားအဲစစ်မှုတမ်းဥပဒေကိုထုတ်ပြန်ပြီးတော့နော်ပြန်ပြီးဆွဲတဲ့ကိစ္စအများဆုံးခံရပြီးလက်ရှိအရာကိုတိုင်းဖြစ်တယ်အကြောအမှန်မြေပြင်အမှန်တမ်းပြောလို့ချင်းအခုစစ်ကောင်စီရဲ့အထက်မှာရှိနေကြတယ်အရာယူတိုင်းသားတွေများပါတ ရာဝတိုင်းသားတွေညားတယ်ဟိုဒါကတော့မြေပြင်အမှန်တရားပဲကျွန်တော်ကအဲစစ်တပ်ကဖမ်းသီးအခုဖမ်းတဲ့ကျွန်တော်တုံပန်းတွေကိုမေးကြည့်လိုက်မေးကြည့်လိုက်လို့ရှိရင်လေရာဝတိုင်းကစလီမင်းဆောင်တွေတအားများတယ်အဲကျွန်တော်ဒွန်လိုင်းမှာများတယ်လို့သူတို့များတယ်ဒါဒီတကယ်တမ်းကျတော့ဒလန်မဟုတ်ဘူးရာဝတိုင်းရဲ့လက်ရှိမြေပြင်အခြေအနေပြီးဖြစ်ဆက်ဆက်ဆက်တာချင်းရဲ့အဖိနှိတ်ခံဘဝကိုရောက်ခဲ့တာပေါ့အော်အဲ့အဲ့ရအခြေအနေပဲအဲ့တော့တွန်လန်ကြီးအပိုင်းမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လေနော်တွန်လန်ကြီးဆိုလို့ရှိရင်ဒါဒီအခုကတော့ကျွန်တော်တို့2021နော်နွေးတွန်လန်ရဲ့စခဲ့တဲ့လက်နက်ကိုင်းတွန်လန်ကြီးဖြစ်တယ် ရှိမှာတော့1988 1990ခေတ်ဆက်ဆက်မှာတော့ဒီမိုကရေစီနဲ့ရရှိဖို့အတွက်ကြိုးစားခဲ့တဲ့နေရာမှာလေတရားဝင်တိုင်းရင်းကတော့တကယ်ထိတ်တန်းမှာတော့ပါဝင်ခဲ့တယ်အဲ့တော့စနကြီးရဲ့ဒီလူလူဟောပြောပွဲတွေမှာလည်းအဲတကယ်ပါဝင်ခဲ့တယ်လို့ဒီမိုကရေစီရေလှုပ်ရှားတဲ့နေရာမှာလေတရားဝင်တိုင်းရင်းထိတ်ဆုံးပါခဲ့တယ်အခုကျွန်တော်ဆိုလို့ရှိရင်ဒါကျွန်တော်ကုတန်းအဲအဲဒီပါဘောနော်စစ်တန်းကုတန်းနှစ်လောက်ကနေစပြီးတော့နော်အဲကျွန်တော်ကပြောမယ်ဆိုရင်ဒီအသက်ငယ်သေးတာဘောနော် အဲ့ဒီအခြေအနေတွေကကျွန်တော်တို့ဒေတာတွေကျွန်တော်တို့ယူရနေတာဆက်လာပြောရဲအဲကလစ်စတာစုဆောင်းတဲ့ကိစ္စတွေနော်အုပ်ချုပ်ရေးမှုတွေမြို့နယ်အုပ်ချုပ်ရေးမှုပြီးလေတွေမြေတွေတိမ့်တဲ့ကိစ္စတွေနော်အဲ့ဒါတွေအများကြီးကြုံခဲ့ရတဲ့အခါကျတော့ကျွန်တော်ငငယ်ပဲကျွန်တော်ပါတီဝင်တာတို့ပဲလုံးလုံးမရသေးဘူးចောင်းသားပွားပါပဲအဲကျွန်တော်ချက်တဲ့ဝင်ပါခဲ့တယ်နောက်ဒီဒီဒီအလုပ်သမားကြီးရတဲ့ပတ်သက်လို့ရှိရင်နေဖိနိတ်ချိုးဖောက်မှုတွေပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ရဲ့ဟိုးဂျွာလေးဂျွာလေးရနေပြီးတော့မှကျွန်တော်ကစပိန်နဲ့မြို့ပေါ်တက်မြို့ပေါ်မှာအဲ့ချိန်မှာကျွန်တော်အားကိုးရသလိုရှင်အဲဒီမြို့နဲ့တမြို့နဲ့လုံးမှာ ော် NLD ရုံးတစ်ခုတော့ရှိတယ်ဒါအဲ့အဲ့ကြီးကလည်းကိုကြောင့်ကိုကနဲ့တွားရတဲ့ခစ်ကလာပါတော့အဲ့ဒီကိုကျွန်တော်တို့တွားကြတယ်တွားပြီးအဲ့ရနေပြီးတော့မှအဲရန်ကုန်တက်တယ်ရန်ကုန်မှာဆိုလို့အခုဒါရုံးချုပ်ရှိတဲ့နေရာဒီအရင်တော့ကတဲကုတ်ကုတ်ကလေးပဲကျွန်တော်တို့ငငယ်တဲ့ကျွန်တော်တို့အဲရောက်ခဲ့တယ်အဲပြောချင်တာကတော့ဒီမတရားပြိလိမ့်မှုတွေကိုအရာပြိတိုင်းခစ်ဆက်ခံခဲ့ရတဲ့အတိုင်းဖြစ်တယ်နော်အဲ့လိုပဲတော်လှန်ရေးမှာလည်းကျွန်တော်တို့အတက်လူတွေရောကြီးရသူတွေရောကြာရနေကဏ္ဍနေပြီးတော်လှန်နေခဲ့ကြတာပေါ့ဗျာဆိုတော့အဲ့တော့အဲ့ဒီမြေပြင်အခြေအနေကိုကျွန်တော်တို့အမှန်တမ်းအဲပြည်သူလူထုကိုအားလုံးကကျွန်တော်တို့သိပေးခြင်းနေ တော့တလန်တိုင်းလုံးဝမဟုတ်ဘူးတကယ်တော်လန်ရေးတော့စစ်စစ် တကယ်ဒီမိုကရေစီကိုလိုလားသူတော့တကယ်အမှန်တရားကိုမျက်နှာရတဲ့သူတွေဖြစ်တယ်တကယ်ပဲရိုးရိုးသားသားနဲ့တော့လက်ရှိတော်လန်ရေးမှာလည်းအဲအထုတ်ပြီးတော့ပါဝင်နေရတယ်ဆိုတဲ့ဟာကိုပဲကျွန်တော်ဖြစ်ပြီးတော့ဟိုပြောချင်ပါတယ်ဟုတ်อืมကျေဆိုတာကတော့ Erawadi Dam က Dalan Dam မဟုတ်ဘူးဆိုတော့ကိုအဖြစ်ရှင်းပြောဆိုပေးနေတာဖြစ်ပါတယ်ဆိုတော့ Erawadi ဒီမှာဆိုလို့ရှိရင်စက်ကောင်စီကအုတ်ချုံမှုတွေအရန်ကိုကောင်းတယ်ဆိုတော့ဒီထက်မှာ ဝဟဖေးရကပြောနေတာလေကျွန်တော်ကြားသိရပါတယ်အဲ့ဒါဝူတန်းတွေအာတမန်မဆိုးစင်နေဆိုပြီးတော့အမေတန်းပြောနေကြတာဘုနောသူတို့ဖက်ကိုဝန်လာဖို့အတွက်စက်တက်လေးခံကိုဝန်လာဖို့အတွက်အမေတန်းကိုနှုတ်ဆိုပြနေဖြစ်ပါတယ်အဲ့ဒါဝူတန်းသားအဲ့ဒါဝူတန်းတွေအာအဲ့ဒါဝူတန်းသားတွေတတိမနေပါဘူးမငဲ့ပါဘူးဆိုပြီးပြောနေကြတယ်ဆိုတော့အမှန်ဆိုလို့ရှိရင်အခုအဲ့ဒါဝူတန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တူလိုင်းတဖို့တွေကလည်းနေတာမဟုတ်ဘူးเนาะဒီလိုမျိုးကိုလော့ရှက်နေပါပြီအခုဆိုလို့ရှိရင်ထူးစစ်စင်ရဲ့တက်ဖွဲ့ SO F လာဝန်ခံဝန်အရာဝဒီတာအွန်ဆန်ရှားကပြောနေတဲ့ယူသက်ဖက်ဖြစ်ပါတယ်အွန်ဆန်ရှားနော်အွန်ဆန်ချက်ကိုလည်းပြောနေတဲ့ယူသက်ဖက်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမေရဲ့ကြည့်ရှုအပေးနေကြတယ်လို့လည်းဒီသူများအားလုံးကိုလည်းကိုယ်ကြံပါချင်းဆက်အချက်သားချင်းနဲ့ပြည့်စုံကြပါစေ